မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့905ကကြီးဖြင့်မတရားအကျဉ်းချခံရသူ3000ကျော်ကိုလူငိမ့်ခွင့်ပြုဟုစာကမထုတ်ပြန်နေဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်ကောမရှင်စာကမသည်လာမယ့်ရွေးကောက်ပွဲတွင်ပြည်သူများဆန္ဒပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက်ဟုဆိုကာရဇသက်ကြီးပုံမှန်905ကကြီးဖြင့်ပြစ်ဒဏ်ချမှတ်ခံထားရသူ3085ဦးအောင်ပြစ်ဒဏ်ရောပေါ့ လူငင်းချမ်းသာခွင့်ပြုခဲ့ပြီးတရားစွဲဆိုထားသည့်9580ဦး၏အမှုများကိုပိတ်သိမ်းကြောင်းအမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီက2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့တွင်ကြေညာခဲ့ပါသည်စစ်ကောင်စီထုတ်ပြန်ချက်အရ905ကကြီဖြင့်ပြုမှုထင်ရှားစီရင်ခံရပြီးအကျဉ်းထောင်အသီးသီးတွင်ပြစ်ဒဏ်ချခံနေကြသောအကျဉ်းသားအကျဉ်းသူစုစုပေါင်း385ဦးကိုလူငင်းခွင့်ပေးခဲ့ခြင်းဖြစ်ပါသည်905ကကြီဖြင့်အကျဉ်းသားအကျဉ်းသူ924ဦးကိုပြစ်ဒဏ်လူငင်းခွင့်အမိန့်ဖြင့် ပြန်လွတ်ပေးခဲ့ပြီးပြည်ဟုကျွန်းတော်ဘာကယခုကြခန့်ရန်ကြန့်ရှိသောပြစ်ဒဏ်ကိုပါဆက်လက်ကြခန့်ရမည်ဟုစာကာမက ချင်းကြောက်ထားပါတယ်။ထို့ပြင်905ကကြီးဖြင့်အကျဉ်းသား2362ဦးကိုလည်းပြစ်ထန်လွန်ကြီးချမ်းသာခွင့်အမိန့်ဖြင့်လွှတ်ပေးခဲ့ပြီးအထက်ဖာအတိုင်းချင်းချောက်မှုများကိုကြီးညာချက်တွင်ဖော်ပြထားပါတယ်။ထို့ပြင်905ကကြီးဖြင့်တရားစွဲဆိုခံထားရသည့်တရားရုံးများတွင်ကြားနာစစ်ဆေးဆဲအမှုပေါင်း9580ကိုလည်းပိတ်သိမ်းလိုက်ကြောင်းစစ်ကော်မရှင်ကယနေ့ရက်စွဲဖြင့်ထုတ်ပြန်ခဲ့ပါတယ်။စစ်ကော်မရှင်ထုတ်ပြန်ချက်တွင်အတူရောက်ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်권ရှိသည့် ပြည်သူအလုံးဆန္ဒမေးပေးပိုင်ခွင့်မဆုံးရှုံးစေရအတွက်ဤကဲ့သို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းတည်တည်ကြကြဖော်ပြထားပါသည်ရာဇတ်ကြီးပုံမှ905ကကြီးသည်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်နိုင်ငံတော်အုပ်ချုပ်ရေးရန်နရာကိုဝေဖန်သူများနှင့်ဆန္ဒပြလှုပ်ရှားသူများကိုအရေးယူရာတွင်စစ်ကောင်စီကအများဆုံးအုံပြုခဲ့သောပုံမှဖြစ်ပါသည် ဆက်လက်ပြီးလေးမျက်နှာတိုက်ပွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်လူနာများကိုကုသပြီးမနိုင်မနေဖြစ်နေစဉ်တာပေါင်းမှလူနာများပါအလုံးရင်းနဲ့ထက်ရောက်လာ၍ရန်ကုန်ကိုဇက်တိုက်ပို့နေရတဲ့ဆွေတဲ့င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အေယာဝတီတိုင်းပသိမ်ခရိုင်တာပေါင်းမျိုးနယ်နဲ့လေးမျက်နှာမျိုးနယ်တို့တွင်အရက်ကတပ်တော် AA နှင့်စစ်ကော်မရှင်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေရာစစ်ကော်မရှင်တပ်မှထံရရသူများပသိမ်တို့အလုံးရင်းနဲ့ရောက်ရှိနေကြောင်းသိရပါတယ်။ လေးမျက်နှာမျိုးနဲ့အတွင်မှရောက်ရှိလာသည့်ထရန်ရစစ်ကော်မရှင်တပ်သားများကိုပသိမ်စစ်မြေပြင်စေးတက်ရဲမှဆားရလေးတွင်ကုသပေးနေရာလူနာများပြသည့်အတွက်ရန်ကုန်သို့ပို့ဆောင်နေရကြောင်းသိရပါသည်။ရှေ့တဘက်ကလေးမျက်နှာဘက်ကနေပြီးစေကာကြီးဆက်လီစီနဲ့လူနာနဲ့လူသေးတွေပြန်သေးလာတော့အခုတပ်ပေါင်းဘက်ကနေပါလူနာတွေထယောက်လာတယ်။ခုလိုမနိုင်တာတွေကိုရန်ကုန်ကိုပို့နေရတယ်လို့သိရပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါသည်။ ယခုရက်ပိုင်းတွင်တိုက်ပွဲပြင်းထန်လာသည့်တာဝါမြို့တွင်ဒေပြူရွာတိုက်ပွဲမှာဒဏ်ရာရစစ်ကောမရှင်တပ်ဖွဲ့ဝင်များပသိမ်မာဆရာလေးတို့ထပ်မံရောက်ရှိလာသည့်ဖြင့်နေရာအခက်အခဲနှင့်စေဝါသွေးဆရာဝန်သူနာပြုလုံလောက်မှုမရှိတော့သည့်အတွက်အရေးပေါ်လူနာများကိုရန်ကုန်သို့ပို့ဆောင်နေရကြောင်းပသိမ်တရင်အထူးတပ်ဖွဲ့ထံမှသိရပါရယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခမှထပ်သားသည့်စုဆောင်ပြီးအေယဝတီစစ်မျက်နှာပြင်သို့ပို့ဆောင်ခံထားရသည့်တပ်ဖွဲ့ဝင်အများစုမှတာပေါင်းလေးကျေးရွာဘက်တွင် ပြန်လည်ထွက်ပြေးမှုများရှိနေသဖြင့်လိုက်လံဖမ်းဆီးနေရကြောင်းသိရပါတယ်။ထို့သောထွက်ပြေးသည့်စစ်ကောမရှင်တပ်ဖွဲ့ဝင်အချို့မှနေပြည်တော်ကျွမ်းကျင်မှုမရှိသဖြင့်၎င်းတို့ခင်းထားသည့်မိုင်းများကိုပြန်နှင်းမိပြီးသေဆုံးမှုများပြားကြောင်းလည်းသိရပါတယ်။နာတာခသည်တပ်သားတင်များကြဆုံးမှုကိုအဆက်အသွယ်ရှိသလောက်သာအကြောင်းကြားနိုင်ပြီးယခုနောက်ပိုင်းတစ်ဆုံသူများစရင်ကိုမိသားစုထံအကြောင်းကြားထားခြင်းမရှိတော့ကြောင်းသိရပါတယ်။ထို့ကြောင့်မိသားစုဝင်များမှအပိုင်အုပ်ချုပ်ရေးမှုများ၏ဖုံးဆက်သွယ်အတိပေးမှုများဖြင့်သာတစ်ဆုံချောင်းကိုလအတော်ကြာမြင့်မှသိရှိရပါတယ်။ ဝါကန်းချီတွင်လှည့်လည်နေသောစစ်ကော်မရှင်၏နေပြည်တော်စီးသည်ပြီးခဲ့သည့်နိုဝင်ဘာ22ရက်နေ့မှစတင်ကကျေးရွာများအတွင်းကိုလက်နက်ကြီးများဖြင့်စက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ပါသည်။ထို့ပြင်ရွှေတောင်ရံမြို့နယ်မကြီးစင်ရွာနှင့်တာပေါင်းမြို့နယ်တဲထုကျေးရွာတို့တွင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာစစ်ကော်မရှင်တပ်ကလက်နက်ကြီးများဖြင့်ဖြစ်ခတ်နေကြောင်းသိရပါသည်။ ဆက်လက်ပြီးကျွန်းစု PDF အပါဝင်တိုင်းနယ်ပြည်နယ်6ခုမှာပြည်သူများကိုရွေးခေါ်ဥပဒေဖြင့်စစ်ကော်မရှင်အမှုဖွင့်ဖမ်းဆီးတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကော်မရှင်ကရွေးခေါ်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးသည်ဟုဆိုကာတနင်္လာရီတိုင်းကျွန်းစု PDF အပါဝင်တိုင်းနယ်ပြည်နယ်6ခုမှာပြည်သူများကိုရွေးခေါ်ပွဲဥပဒေတို့ဖြင့်ထပ်မံအမှုဖွင့်ဖမ်းဆီးထားကြောင်း ယနေ့နိုဝင်ဘာ26ရက်ထွက်ဝါဒဖြန့်သတင်းစာမှတဆင့်ထုတ်ပြန်လာပါတယ်။အဆိုပါရွေးကောက်ပွဲများကိုအထူးရောင်အဖြစ်ပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစုများမှသတ်မှတ်ထားပြီးလက်မခံသဖြင့်ဇူလိုင်29ရက်တွင်စစ်ကော်မရှင်ကရွေးကောက်ပွဲဥပဒေအားပြဋ္ဌာန်းပြီး EOS PDF သတင်းဌာနအမှုပညာရှင်များအပါအဝင်ပြည်သူများကိုအမှုဖွင့်ဖန်းစည်းလျက်ရှိရာယခုထပ်မံထုတ်ပြန်လာခြင်းဖြစ်ပါတယ်။ထို့သောထုတ်ပြန်ရနိုင်တိုင်းနှင့်ပြည်နယ်6ခုဖြစ်သောတနင်္သာရီရန်ကုန်ကရင်ဘက်ကို မန္တလေးစက္ကိုင်းတို့မှပြည်သူများပါဝင်လာပြီး၎င်းတို့သည်ရွေးကောက်ပွဲဝင်ပြိုင်မှုကြံ့ခိုင်ရေးပါတီနှင့်ပြည်သူ့ရှေ့ဆောင်ပါတီ PPP တို့၏မဲဆွယ်ဆိုင်ပုံများစုဖြဲဖြက်စည်းခဲ့တယ်လို့ရွေးကောက်ပွဲပြက်ပြားအောင်ရေးသားလှုံ့ဆော်ကြောင်းစစ်ကော်မရှင်ကဆိုပါတယ်စစ်ကော်မရှင်ဤထုတ်ပြန်ချက်အရတနင်္သာရီတိုင်ပူတော်မြို့နယ်ဘုတ်ချံရွာ၌စိုက်ထူထားသည့်ကြံ့ခိုင်ရေးပါတီ၏မဲဆွယ်စည်းရုံးရေးဆိုင်ပုံကိုပြီးခဲ့တဲ့နိုဝင်ဘာ19ရက်ကဖြက်စည်းသွားသဖြင့် ထို့သူစစ်စေးစေးအား၎င်းကျိုးစု PDF နှင့်တရက် PDF တို့ကို၎င်းရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည် ရှင်ပြင်းရန်ကုန်တိုင်းတွန့်တေမင်္ဂလာတုံးရွှေပြည်သာတင်ငန်းကျွန်းမြို့နယ်တို့မှာအမျိုးသား၃ဦးနဲ့အမျိုးသမီး၁ဦးအပြင်လှိုင်နှင့်မြောက်ဥက္ကလာပါမြို့နယ်တို့မှာစစ်စစ်ဆဲတို့ကိုလည်းပါတီဆိုင်ပုံများဖြတ်စည်းခြင်းအွန်လိုင်းပေါ်မှာစန့်ကျင်ရေးသားလှုံ့ဆော်ခြင်းများပြုလုပ်သည်ဆိုကရွေးကောက်ပွဲဥပဒေများဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။ထို့တူကရင်ပြည်နယ်မြောက်ဝတီမြို့အမှတ်၄ရပ်ကွက်၌စိုက်တူထားသည့်ကြံခါရေးပါတီမဲဆွဲဆိုင်ပုံကိုဖြတ်စည်းသွားသူစစ်စစ်ဆဲနှင့်ဖက်အံမြို့အမှတ်၆ရပ်ကွက်တွင်စိုက်တူထားသောကြံခါရေးပါတီမဲဆွဲဆိုင်ပုံအားဖြတ်စည်းသွားသူအမှတ်ကိုရပ်ကွက် နေကိုထက်နေလင်း28နှစ်တိုးကိုရွေးကောက်ပွဲဥပဒေများဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။အလာတူဘကူတိုင်းတန်ဟူမြို့နယ်တွင်လှုံ့ဆော်စာများလိုက်ကပ်သူစီစစ်ဆဲနှင့်ဘကူမြို့အုတ်တာမြို့တစ်ရှစ်ရက်ကွက်မှကြန့်ခိုင်ရေးပါတီမဲဆွဲဆိုင်ပုတ်အောင် ဖျက်ဆီးသွားသူအမျိုးသားနှစ်ဦးအပြင်မန္တလေးတိုင်းအောင်မြေတာဆန်မြို့နယ်ရှိကြံခိုင်ရေးပါတီမဲဆွယ်ဆိုင်ဘုတ်ကိုဖျက်ဆီးသွားသူစုံစမ်းစဲတို့ကိုလည်းစစ်ကော်မရှင်ကအမှုဖွင့်ထားသည်ဟုဆိုပါတယ်။ရှင်ပြင်ကြံခိုင်ရေးပါတီမဲဆွယ်စီယုံဟောပြောနေသောမှတ်တမ်းတပ်ပုံများအုံပြု၍မဟုတ်မမတ်ရေးသားထားသည့်စာသားများအွန်လိုင်းတွင်ဖြန့်ဝေသည်ဆိုကလူထုသတင်းစာတိုက်နှံမဲ့ဖြင့် Facebook အကောင့်ဖွင့်ထားသူစီစစ်ဆဲကိုလည်း စစ်ကောမရှင်ကပြည်ဦးလွင်မြို့မှာရဲစခန်း၌ရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။ထို့ပြင်သကိုင်းတိုင်းရွှေဘုံမြို့အမှတ်30ရပ်ကွက်နေဦးစန်းလင်းခဒေါက်စန်60နှစ်ကိုလည်းလမ်း၌စစ်ဆေးရမှာ၎င်းကင်ဆောင်သည့်တယ်လီဖုန်းအတွင်တစ်တော့ပေါ်တွင်ရွေးကောက်ပွဲစန့်ကျင်လှုံ့ဆော်စာများနှင့်တပ်ပုံများရေးသားထားသည့်ဆိုကဖမ်းဆီး၍ရွှေဘုံမြို့မှာရဲစခန်း၌ရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ထားကြောင်းစစ်ကောမရှင်ကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းရွေးကောက်ပွဲဆန့်ကျင်သည့်စာများလိုက်ကပ်သည်ဟုဆိုကာအမျိုးသားနှစ်ဦးကိုထောင်ဒဏ်48နှစ်ထိချမှတ်ခဲ့ပြီးအမျိုးသမီးတဦးကို18နှစ်ချမှတ်ခဲ့ပါတယ်။ဆက်လက်ပြီးမိုးကုံမြို့သို့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အချို့ရောက်လာပြီးတော်လန်ရေးတပ်ဖွဲ့များထွက်ခွာရန် TNL ကအကြိမ်ကြိမ်ပြောထားတဲ့ဆွေးနွေးတင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တရုတ်ကြောင်းဝင်မှုနဲ့စစ်ကောမရှင်အလို့ကြ TNL တက်ခွေများဖဲ့ပေးရမည်မိုးကုံမျိုးအတွင်းကိုစစ်ကောမရှင်တံမြောက်ဝင်ရောက်လာပြီးဖြစ်ကြောင်းသိရပါတယ်။မိုးကုံမျိုးကိုကာကွယ်ရန်ရောက်ရှိနေသည့်တော်လန်ရေးတက်ခွေများကိုပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့နဲ့19ရက်နေ့တို့တွင် TNL ကတွေ့ဆုံပြီးစစ်ကောမရှင်တက်ကိုအနောက်ရှက်အဟံအတားမပြုတ်လို့ရနှင်းမျိုးမဆုတ်ခွာပေးရန်ပြောဆိုခဲ့ကြောင်းတော်လန်ရေးတက်ခွေများထံမှသိရပါတယ်။ကျွန်တော်တို့ကိုနှစ်ကြိမ်ခေါ်ပြောတယ်ထွက်သွားတဲ့တက်တွေလေထွက်သွားကြပြီတရုတ်ဘက်ကဘာဖြစ်အားတွေရှိလဲပုံမှန်လေးနဲ့မသိရတော့ကျွန်တော်တို့လည်းလောက်ရခိုင်ရခတ်တယ်ဟု ဘိုးကုံမျိုးကိုရောက်ရှိနေသည့်ဒေါ်လန်ရေးတက်ခွဲကောင်းဆောင်တအူကသတင်းဌာနကိုပြောကြားပါရယ် TNL ညွှန်ကြားချက်နှင့်မိုးကုံမျိုးအတွင်ရှိဒေါ်လန်ရေးတက်အများစုမှမျိုးအပြင်ကိုစုခွာပေးထားရပြီးစစ်ကော်မရှင်တက်မှမျိုးအတွင်စိတ်ဝင်ရောက်မှုရောက်ရှိလာနေကြောင်းသိရပါရယ်မိုးကုံမျိုးနှင့်အတွင်ရှိအစိုးရဌာနများကြောက်ဖားဂိတ်နှင့်ပြောင်းပြင်ရွာတိရှိယတနာလောက်ွက်များတွင်စစ်ကော်မရှင်တပ်ဖွဲ့များတပ်ဖြန့်က TNL အကူအညီဖြင့်ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါသည် မိုးကုံမြို့တွင်စစ်ကော်မရှင်တပ်များဝင်ရောက်လာသည့်အတွက်မြို့ကန်အများစုမြို့အတွင်းမှအလုံးရင်းနှင့်ထွက်ခွာနေကြသောသတင်းရင်းမြစ်ထံမှသိရပါသည်စစ်ကော်မရှင်နှင့် TNL တပ်တို့ညှိနှိုင်းထားမှုအရယခုလာမည့်နိုဝင်ဘာ29ရက်နေ့နှင့်30ရက်နေ့တို့တွင် TNL တပ်များမြို့အတွင်းမှအပီးထွက်ခွာမည်ဖြစ်ကြောင်းသိရပါသည်